နေကတက်လာတဲ့ပြိသက်တရားအပေါ်မှာသဘောမကျသလိုအပြူမူမျိုးနဲ့ဟမ်ဆောင်နိုင်မဲဆက်ဆံမိခဲ့တဲ့နော်ဖုံးအေထာမင်္ဂလာပါပြိသက်ကြီးရင်တရားဆောင်နော်ဖုံးအေထာကတော့ကရင်သွေးဆက်တဲ့ကရင်ဗမာကပြားမလေးဖြစ်ပြီးတော့အနုပညာလမ်းကြောင်းပေါ်မရောက်ခင်တက္ကသိုလ်မှာကလေးကတချောင်းလုံးရဲ့ကွင်းအဖြစ်နမည်ကြီးခဲ့သူတယောက်ဖြစ်ပါတယ်ဖိုတိုမော်ဒယ်တယောက်အနေနဲ့အနုပညာလမ်းကြောင်းပေါ်မှာစတင်လာခဲ့တဲ့နော်ဖုံးအေထာကော သူမဘဝအတွက်အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တယောက်နဲ့ချစ်ကြိုက်ခဲ့ပြီးချိန်မှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲတွေမှာဇာတ်တိုက်ဆိုသလိုရိုက်ကူးခွင့်ရလာခဲ့တာလည်းဖြစ်ပါတယ်။နော်ဘောအထားကပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာလည်းအကယ်ဒမီဆုရဖို့အထိတန်းဝင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်လို့ကျင်းပေါ်လိုမျိုးပြည်သက်အကြိုက်တွေ့စေခဲ့တဲ့ဇာတ်လမ်းကောင်းတွေမှာလည်း ပါဝင်ခွင့်ရခဲ့တာကြောင့်အခုဆိုရင် North Pole Ether ဆိုတဲ့နေရာတနေရာကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ North Pole Ether က73နှစ်ကြာလက်တွဲလာခဲ့တဲ့လွှမ်းပိုင်နဲ့ပေါ်ပြီးဆောက်စားလို့နှစ်ယောက်ကြားမှာဝင်ရောက်နှောက်ယှက်ခဲ့သူအဖြစ်သတင်းတွေထွက်ခဲ့ပြီးတော့ပြည်သက်တွေရဲ့ဝေဖန်ပြောဆိုခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချစ်သူဖြစ်တဲ့ကိုထက်ခိုင်ဝင်းကတော့သူမအတွက်အရအားလုံးဖြည့်ဆည်းပေးနေပြီး ဘေးကနေအာအင်းနွေအပြေးပြေးနေခဲ့တာကြောင့်နော်ဖောကတော့အခက်အခဲတားဆီးတွေကိုကောင်းမွန်စွာကျော်ပြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုဒီကမှာဆိုရင်လည်းနော်ဖောအင်ထားကကျင်းပေါ်ဇလန်တွေရဲ့ဖမီတင်ပွဲကိုတွားရောက်ခဲ့တာဖြစ်ပြီးအဆိုပါပွဲကိုလာရောက်ခဲ့တဲ့ နေကာပြည်သက်တယောက်ကသူမနဲ့တပ်ပုံတွေ့ရခြင်းလို့တောင်းဆိုတဲ့အချိန်မှာမတူမတန်သလိုအပြုအမူမျိုးပြုလုပ်ခဲ့တာကြောင့်သူမရဲ့ပြိသက်တွေကတော့မှနှာခေါင်းရှုံးခဲ့ကြတာလည်းဖြစ်ပါတယ်။နမဲကြီးမင်းသမီးဖြစ်သွားတဲ့အလျောက ပရိသတ်တွေအပေါ်မှာဒီလိုမဆက်ဆံသင့်ဘူး။နေကပရိသတ်ပဲဖြစ်ဖြစ် မျိုးကပရိသတ်ပဲဖြစ်ဖြစ်အကောင်းဆုံးဆက်ဆံသင့်တယ်လို့ပရိသတ်တွေကဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ရောဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့လို့ရပါတယ်ရှင်။မင်းတို့မိဒီဘက်ချလာအောင်။ဟုတ်ကဲ့ပါဟုတ်ဒီလိုဒီလိုဖြစ်မှာမဟုတ်ဘူး။